ီတန်းစုတယ်ပဲနေငါမွေးတာလို့ငါတွေးထားတာဆိုအထင်သေးမြင်နေမလို့ပါမိပါနေကိုငါတွေးထားတာဟဲ့ငါပြောတာနားထောင်တော့မအော်လိနဲ့နော်လူဆိုတာသူ့ခွင့်ရည်နဲ့သူရှိသူပြောတာမှန်ရင်လက်ခံရတချို့ကြတော့တစ်ဖက်သက်ကြည့်တယ်လက်မခံနေ့နေ့ကအရင်သမင်းစားတာလို့ပြောသေးတယ်သမင်းအရင်စားတာလည်းဘာဆိုင်လို့ဗိုက်ကြီးတာမရှိဘူး ွှဲစားတာနဲ့အရင်တပည့်စားတာနဲ့ဘာဆိုင်လဲဟိုပြောလိုက်ပြောတတ်ကြပေါ့နော်လူတွေအဲ့ဒါပြောကြတော့ဓတဝအဝဆန္ဒတုပြေးလူပြီးတဲ့နောက်ငါကြွေးထားတာငါ့ကိုဆရာမလုံးနဲ့ငါကြွေးထားတာငါခိုင်းတဲ့အတိုင်းလုပ်ငါပြောတဲ့အတိုင်းလုပ်ဆိုပြီးတော့အဲ့ဒီလူအပေါ်စည်းယူတဲ့လူမျိုးလည်းရှိတယ်အဲ့ဒီလူမျိုးကတရားမရှိတဲ့လူပဲလူလူချင်းသာပေါ်စည်းယူတာမဟုတ်ဘူး ဘုန်းကြီးကျောင်းနေသွားပြီးတော့ကျောင်းဆောက်ကျောင်းဆောက်ပြီးတော့ကျောင်းတကာမှကျောင်းကျောင်းတကာကျောင်းအမဆိုပြီးတော့ဘုန်းကြီးပေါ်လာပြီးတော့အုပ်ချုပ်တဲ့လူမျိုးကလည်းရှိတယ်ရှိတယ်အဲ့လိုမျိုးရှိတယ်အတော့ကြောက်ဖို့ကောင်းတယ်အဲ့လိုမျိုးနော်အေးတခါကြောက်ဦးတယ်ပြောရမလို့ရှိတယ်ဘုန်းကြီးကျောင်းကိုကျောင်းဆောက်ကျောင်းဆောက်ထားပြီးတော့သူတို့လာတဲ့အခါကျတော့အဲ့ဒီကျောင်းကို ူကနေခြင်းတယ်။ဘုန်းကြီးကဒီပြင်ကြောင်နေဒီမှာဧည့်သည်တွေရှိရဆိုဧည့်သည်ပေါင်းချပြီးတော့သူတို့ဆောက်တဲ့ကြောင်သူတို့ပဲနေမယ်ဆိုပြီးတော့လုပ်တယ်။အဲ့တော့ဘုန်းကြီးကလက်မခံလက်မခံတော့စိတ်ဆိုးပြီးအဲ့ဒီကြောင်မသွားတော့ဘူးလို့ပြောတယ်။ဟာဆိုင်လဲကိုလူတာလူတာလူထားပြီးသားဖြစ်ရတယ်။မုဒ္ဒစာကိဆိုတဲ့သဘောကပါလို့ရှင်ကိုလူတာကိုအတွက်မဟုတ်ဘူးလေ အစလည်းစဉ်းစားသည်ကိုလူတဲ့ဟာကမုတ်တာစာကလွတ်လွတ်စွန်ကျဲပြီးတော့လူတာဖြစ်။အကြောင်းတကားဆိုတဲ့နာမည်အကြောင်းအမှားဆိုတဲ့နာမည်ကလှူလို့ရတာဟုတ်ပြီ။လှူတာကိုပဲကိုယ်ကကိုထား။ကိုလှူလိုက်တာကိုအလှူလေးပဲအာယုံပြု။အေးငါလှူထားတာတောင်လုံးမြောင်းလုံးမလုံးနဲ့ငါလှူထားတဲ့အကြောင်းမထိနဲ့ငါလှူထားတာကိုမောင်းချမယ်ဆိုရင် ဒုက္ခကအုပ်ချုပ်မှုပါနေတာပေါ့ငါအိမ်ယူဖြစ်နေဘူးလားတိတ်ပါပါဒါတမျိုးတွေရှိတတ်လို့ပြောပြတူပီဆိုလို့ရှိရင်အပြတ်ပြရလာပြီးဘယ်သူကိုတူတာလဲသာသနာကိုတူတာဆိုရင်သာသနာဆိုင်ရင်ငါမဆိုင်ဘူးတန်ခါတူတယ်ဆိုရင်တန်ခါဆိုင်ရင်ငါမဆိုင်ဘူးရက်ွက်တူတယ်ဆိုရင်ရက်ွက်ကပဲဆိုင်ရင်ငါလည်းမဆိုင်ကိုလှူထားတာကအပြတ်ပဲ ကုသိုလ်ရအောင်ပဲရှိရဒီပေါ်မှာတော့အုတ်ချုပ်တာတွေဘာတွေသွားလုံပြီးတော့နေပဲဆိုရင်အကုသိုလ်တွေလာလိုက်တယ်အဲဒီပုဂ္ဂိုလ်ဟာတရားမရှိဘူးသူပြောနော်လှူထားပြီးတော့အထင်သေးပြင်သေးမလုပ်ရဘူးတဲ့ကိုလှူတာအပြတ်ကိုလှူတဲ့အလှူဟာအပြတ်ပဲဖြစ်ရပြတ်ပြတ်သားသားလှူတာဖြစ်ရဘာမှနောက်ဆက်တွေမလုပ်ဘူးလှူပြီးဆိုလို့ရှိရင်ပြတ်ပြတ်သားအဲ့ဒါလှူဖြစ်ရ ဘယ်လိုနေရာကြတော့မပြတ်ရဘူးလို့ဆိုပြက်ရင်တော့ပြင်လိမ့်နေတဲ့ပုံကိုယ်တွေသွားပြီးမအောင်ချုံနေဒီလိုဆိုလို့လားပြက်ရင်တော့ပြင်ငါလှုပ်ထားတာနဲ့ဒီလူတွေကောင်းကောင်းမလှုပ်ဘူးလို့ငါလှုပ်ထားတဲ့အလူကိုဖြက်စီးရတယ်ဆိုရင်အကုသိုလ်မယူနဲ့လေကိုလှုပ်တာကိုအကုသိုလ်ရပြီးပြီဖြတ်တာကဖြတ်တဲ့လူရဲ့အဖြစ်လေဖြတ်တဲ့လူရဲ့အဖြစ်ကိုကိုကသွားပြီးတော့ဝဲသလိုဖြစ်နေတယ် ငါဆောက်တာကမင်းလုပ်ထားတဲ့အပြစ်တွေငါလည်းလည်းပြေးပါဆိုတော့လုပ်တာမျိုးဖြစ်အဲလုပ်တဲ့လူကအပြစ်ပဲလေကို့မှာကုသိုလ်တမ်းမှန်လေးရအောင်လုပ်ပါအဲ့တော့မြတ်စွာဘုရားဓာတ်တော်အဝါသနာတိလှူပြီးအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့ပုဂ္ဂိုလ်ပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်မို့လှူပြီးတဲ့နောက်မှာအဲ့ဒီလိုစိတ်ဓာတ်မျိုးမမွေးရဘူးဒီလိုမှတ်သား လှူလိုက်တာနဲ့တပြိုင်နဲ့ဘာပဲဖြစ်ဖြစ်အလူကပုဂ္ဂိုလ်တွေအတုံးချတဲ့ပုဂ္ဂိုလ်တွေစိတ်တမ်းကြသုံးစိမ်ကိုလှူတာဘာမှမထိခိုက်ဘူးအဲ့ကြအဲ့ဒီလိုမဟုတ်ပဲနဲ့ငါလှူထားတာကိုလာပြီးလုံနေကြတယ်လို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်မှကောင်းကျိုးချမ်းသာရမှုတိတ်ရှိဝမ်းသာနေရမှာရှိရှိတော့ကဘုရားကြောင်းဆောက်တဲ့တရားဤတယောက်ရှိစိတ်ကောင်းအောင်ရှိ သူเจ้าကိုမတည့်တဲ့လူကနေပြီးတော့ဘုရားနဲ့တန်ဃာတွေမျိုးတဲ့ဆွမ်းဟန်ကြွားနေတဲ့အချိန်မှာเจ้าကိုမီတင်ရှုပ်လိုက်မီတင်ရှုပ်တော့เจ้าမိလောင်တယ်ဆိုတော့เจ้าနေကကြီးပြေးသွားတယ်ကောเจ้าပြေးသွားတဲ့အခါကျမမိတော့เจ้าကဆယ်ဘုံဘိုးဘုံလောင်ကမီလောင်သွားအဲ့တော့เจ้าနေကကြီးကဘာလုပ်လို့ဆိုလက်ပမောင်းခတ်တယ်တဲ့ဝန်တာလိုက်တာဝန်တာလိုက်တာဆိုပြီးပြောတယ် ဘာဖြစ်လို့ဝန်တက်လိုက်တာတော့ပြောငါနောက်တကြောင်ဆောက်ပြုရအောင်ပါဟောအဲ့လိုဒါစိတ်ထားတာကြည့်အဲ့လိုစိတ်ထားတာဟာပြက်ပြက်တန်းတန်းလှူတာဖြစ်လို့ဒါဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ငါကြောင်ကြီးသွားပါပြီဆိုပြီးတော့ငါကြောင်ဆိုတဲ့အစွဲလန်းနဲ့ဆင်းတက်တောင်သွားလိမ့်မယ်နော်အမလီငါကုံတာတဲ့ငွေရင်းနဲ့တမဟုတ်ငါကြောင်းကြီးရောကုံပါပြီတော့ဆိုဒုက္ခတောင်ပြောင်းတော့အဲ့ဒါလို့မဖြစ်เสียရဘူးတဲ့ နော်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိဘူးလို့ပြောရတယ်တရားမရှိဘူးဆိုတာကုသိုလ်ရောက်ဖို့နည်းသွားပြီ